င်ကျမတို့ရဲ့ကေတရင်းလူပဲကိုချန်နေရနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လဲကျွဆွလိုက်ပါတယ်စိတ်ဝင်စားစရာချစ်စလကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလကောင်းတွေက အမွေဆိုင်ရဲ့ဦးစတဲ့ဇလန်လေးရဲ့အစအဆုံးလေးကနာဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ထုံစားတိုင်းပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်သစ်သောဇလန်တွေတင်နိုင်သိရှိဖို့အတွက်ဘေးနားလူဒီပေးလေးကိုလည်းတပါးနဲ့နှိပ်သွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပရိသတ်ကြီးဒီတစ်ခါချက်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်အချစ်ဇလန်လေးကအမွေဆိုင်ရဲ့ဦးတဲ့ ဟုတ်ကဲ့ပါရှင်။ဦးရဲ့အမွေစင်ကဘလောက်တောင်မှွေမလဲဆိုတာကိုအခုပဲဇလန်လေးကို အတူတူလိုက်ပါပြီးတော့စေမျောနာစင်ကြည့်ရအောင်လားရှင်။မိမိရေသမီးရောခဲ့ပါအောင်။မိမိလို့သမီးရောခဲ့ပါအောင်။ဟဲ့သမီးငွေကြေးချက်မှာနေဘာဖြစ်လာတာလဲ။မိမိကိုပြောစမ်း။မိမိကိုမောင်ထုလေသမီးကိုမွေလုံးငစင်နေလိုက်ချောင်နေလို့ပြေးလာရတာ။မောင်ထုအကြောင်းမိမိသိပြီသား။ညီမောင်ထုကိုဘာပြဿနာရှာလိုက်လို့၆အောင်ထိဖြစ်သွားရတာလဲ။အဲ့ဒါကလေ ဟုတ်ဟိုလေမေမေဘာတွေဟိုဟိုတီတီလှုပ်နေတာလဲမေးတာဟုတ်ဖြစ်မေမေကလေတမီးကငိုလိုက်ရင်ဘိတ်ကစားလာတာလေအဲ့ဒါတမီးထမင်းရံစားလိုက်အောင်မင်းနော်ပြီးမှဖြေမယ်လေနော်နော်လို့အဲ့ဒီလိုပြောပြီးသူ့မဘိုင်လေးကိုပကားမိခင်ဖြစ်သူကိုကတ်ချွေနေတော့တယ်အခုမှဘိုက်စာတလေးပါလေးလှုပ်မနေနဲ့မေးတာအရင်ဖြေမေးတာမဖြေရင်ခေါင်းခေါင်မှာနားတယ်မအောင်နဲ့မေမေကလေခေါင်းတော့မခေါက်ပါနဲ့မေမေမေးတာဖြေပါမယ်အခုပြီဟုတ်ကဲ့တမီးကပြဿနာမရှာပါဘူး ကုမောင်သူကငါ့ကိုဆင်လန်လက်ထုနေလို့အာကုသူအလုပ်ကိုမလုပ်နဲ့တားတာကိုတမီးကိုဧည့်ထရားငစင်နဲ့လိုက်ချောက်တာနင်းတော်တော်မှွေပါလားဟမ်ဒီလောက်တောင်တရားချလိုက်တာစေတဲ့ဟိုတော့အောက်အောင်မဖြေဘူးညို့ကိုငါ့အကူရှိတဲ့မြို့ကိုပို့ပြမယ်ပြီးရင်စေတဲ့ဆောင်မွေပဲပြန်ဖြေရမယ်တော်တော်ကိုမှွေတယ်အကုမလာအောင်ငိုမနေနဲ့သူများစီပွားရေးကိုဒုန်းနဲ့ထေသလိုဖြစ်နေတာမိမရလေတော်တော်ကစာမကျက်လို့မဟုတ်ဘူးလေစာကျက်တာပဲ ကံမကောင်းလို့သာတော်တော်ဆမွေပဲကြတာပါ။ဦးလေးအိမ်ကိုတော့တော်တော်မသွားနိုင်ပါဘူး။ပြီးတော့ကိုမောင်တို့ကိုတော်တော်ဒုနဲ့မထိုးမိပါဘူး။ငါးဆယ်လလက်ကိုအလေးသီးနဲ့ထုနေတာတော်တော်မျက်စိရဲ့မျက်နာတောင်ကြောက်စရာကြီးကြက်သေးထားပါတယ်။ကိုမောင်တို့ဝှက်လင်ပါဆိုလို့အာကုသူမဖြစ်အောင်တားတာကိုဒါကြောင့်လေမိတော်တော်တို့ကအသားငါးတွေမစားတာမိတော်တော် မေ့တတော်နင်းဟာလေစကားတော်ဘူကလန်ပြောရမှာထိတ်ဆုံးကစေတန်းကိုသုံးနှစ်လောက်လောက်ဖြစ်တဲ့စာမီးပွဲမှာကံမကောင်းလို့ပဲရှင့်နေတာဖန်တကာရှင့်နေပြီလေစာချက်ခိုင်းရင်ရှားရင်ပြီးရောပုံစံနဲ့စာလေးချက်တာမဟုတ်ဘူးအရှိတေတငယ်ချင်းတွေနဲ့လေကျော်ရှင်းနေတာမလားမိမရလေကုသမီးကိုများပြောရလိုက်တာဟဲ့ဒီလောက်ပြောတာတောင်ညီရဖြုံလို့လားဒီလောက်ဆုံးမနေတာတော့ပက်ကနေပက်ကနေပြန်ပြောတာစေတန်းကိုတော့ပြန်ပြေးရမယ်ဘနဲ့တမီးတယောက်ရှိတာစုဆုံးမှလည်းမရှာ တော်တော်ကိုဆိုးတယ်ဒီတခါတော့ရှိပါစေတော့နောက်တခါပြဿနာဆာလာချင်းညီကိုညီဦးလေးအိမ်ကိုပို့မယ်ကြားလားဟုတ်ကြားပါတယ်မေမေအခုတော့တမီးဘိုက်စာနေတာစားတော့မင်းနော် သွားစားပါတော့သွားစားပါအဲ့ဒါကြောင့်မေမေကိုချစ်တာအွမွအောက်မလေးနော်ကက်ချွေနေတာဒါနဲ့လေတမီးမေမေတို့တထားနေမကောင်းလို့တညာသွားရေကူမလို့တမီးကျော်လိုက်မလားလိုက်ချင်ပါဘူးလူနာအိမ်ဆိုပြီးလူတီလို့ဆိုတာတမီးကဘယ်လိုအေးရပါ မိမိတီသားနဲ့ခေါ်နေတာဟုတ်တော့လေဟုတ်သားတတော်ကနားပါသူပြပြအဲ့ရင်တောင်သူ့အနာခြေတံကြားလို့မရတလို့မီးလင်းနေရင်လဲအိမ်မပြောရတာသူမလေးအကျင်ပဲမလိုက်ချင်လေပြီးရောဤတညာတလေးမအေးရတော့ဘာပြက်မှမှတ်လို့ညီတယောက်တည်းကိုအိမ်မှာအိမ်နေဘဝလည်းအစ်စ်မပြေမိမိကလည်းစိတ်ပူတန်းရကောတမိ့ရောအိမ်မှာမအိပ်စေချင်ရင်တမိ့တငယ်ချင်းခက်ခက်အင်းစီတယ်လေအဲ့ဒီမှာတွားအိမ်မှာပေါ့တွားရပါဘူး တမင်တကယ်ချင်းအိမ်မှာကရှောက်ကြသားတွေကြီးညီရမင်းကလေးအစင်မပြေပါဘူးအေးမင်းမရလေခိခိရဲ့အကိုတွေကတော်တော်ရဲ့အကိုလိုသဘောထားတာကိုဟဲ့မိတတော်နင်ကဘလို့သဘောထားတာဟိုမှာကရှောက်ကြလေစိတ်မချဘူးအေးမင်းမပြောပုံကလည်းတော်တော်ဟာပဲခိခိရဲ့အကိုတွေနဲ့ပူးအိမ်နေတယ်လို့အောင်မလီမိတတော်နင်ပါစကားတွေပြောနေတာလေပြောလေကဲလေပါလားမိတတော်နင်အမေ90မှာမျက်နှာပူစရာတွေလာပြောနေတယ်ရှက်လိုက်တာအေးစားစရာရှိတာစားတော့ ဒါဆိုမိမိသမီးကဘယ်မှာသွားရရမှာလဲအေးနင့်ကိုပြုတ်ချင်းနေနေတဲ့တိုမီခင်အိမ်မှာအိတ်ခိုင်းမယ်ဟာမိမိအဲ့ဒါတော့မလုပ်နဲ့လေအဲ့ဒီအပြုတ်ချင်းမမကဒီလောက်ပြောဆိုတာစောရကမတက်နေတော့စားစရာရှိတာစားမိမိသွားစရာရှိတာကိုနောက်ဆက်တရားမလုပ်နဲ့မိမိသွားပြောထားခဲ့မယ်သမီးဒီတညလာအိမ်မဲလို့ဟုတ်ကဲ့မိမိရဲ့မိမိသဘောတိုက်မှာပဲမိမိကတော့တရားရင်သွားရင်ဝင်ပြောခဲ့မယ်မနေ့ပြန်မှာမိမိပြန်ရောက်မယ်မိမိပြောတဲ့အိမ်မှာတည်တည်ချာချာသွားရင်နော် တနေ့ကောင်လဲစောက်လည်းမနေနဲ့အောင်သူများအိမ်ကိုသွားအိမ်ရင်အချိန်မတော်မှမသွားနဲ့စောစောစီစီရေချိုးပြီးသွားတော့မနေ့ပြန်မှပြန်ရောက်မယ်ဆိုပြီးပြဿနာထပ်ဆံနေတော့ပြဿနာထက်ဆာရင်ညီဦးလေးအိမ် ပို့ပြန်မှာကြာလာမိမရလည်းသမီးကိုမှားနှံချွေးနေလိုက်တာမနေ့ပြန်ပဲပြန်ရောက်ပြီးကိုစကကြောမစင်နဲ့ပြန်လာလို့တလွဲလောက်ထားရင်မလွယ်ဘူးနော်မိတတော်အခုတော့မိမိသွားပြီဟုတ်မိမိဘိုင်ဘိုင်တတခတရားအမေဖြစ်သူကိုနှုတ်ဆက်ကထမင်းစားလိုက်ပြီးတဲ့နောက်တငယ်ချင်းကို တနေကုန်ရှောင်းလေပြကနေလိုက်တော့တယ်။သူညမိတော်တော်တရားအပြူချီမမနဲ့ဒိုမီခင်အိမ်မှာအိမ်ရဲ့မှာအင်သာတက်ကြလာတာမို့အင်သာလာတရင်အင်သာမအပြန်စကားသံကြားတာကြောင့်ချားချင်ပြီးတော့အပြူချီမမကရှောင်းချလေးတရားရဲ့ရှင်ဝင်နေဝင်ကိုကချစ်စကားချွေးနေသလားပါလာတော့မိတော်တော်မသိမိတော်တော်တရားတိတ်တိတ်လေးချောင်းရင်စိတ်ထဲမှာလဲဟမ်အဲ့ဒါအပြုတ်ကြီးမမပဲဖြစ်မှာ အပြိုးတွေတော့ဆိုတာချစ်သူနေပဲဟွန်းမိတတော်အကြောင်းသိရသေးတာပေါ့ ပြောရဆိုရင်ဖြင့်အိမ်ထဲမှာအိပ်ပျော်နေတဲ့ဒေါ်မေခင်ကိုနှုတ်ကအပြုတ်ကြီးမမအကြောင်းပြောပြလိုက်တော့အိမ်မုံဆုံးမနဲ့ထားလိုက်လာသူကဒေါ်မေခင်ဒေါ်မေခင်ကိုတော်တော်တယောက်လက်ဆွဲရင်အပြုတ်ကြီးမမချင်းတွင်နေတဲ့နေရာကိုပြလိုက်တယ်အပြုတ်ကြီးမမကတော့ချစ်သူချင်းွယ်မှာမေးဆက်နေလို့ထင်တော်တော်တို့လာတာတောင်မသိတဲ့ဖြစ်မိခင်ခင်ဆွေဒေါ်ခင်မရဲ့အော်ခေါ်တဲ့အကြောင်းအပြုတ်ကြီးမမခမညာအခုမှလှမ်းသွားရကချစ်သူချင်းွယ်မှာအလတ်တကြားမျက်နှာခွာကသင်မတို့ဘက်ကိုလှည့်ကြည့်လာတဲ့ အပြုတ်ကြီးမမရဲ့မျက်နာကအံ့ဩမှုဖြစ်ဟမ်မေမေနေမဆက်ဘူးလားဟင်မေးကြင်ခေဆွေညီးကောင်ကဘာတူလဲမနှက်ပြန်အိမ်ကိုမိဘတွေနဲ့လာတွေ့ခံလိုက်ဟမ်မေ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 တင်တယ်လို့မဟုတ်ဘူးနော်နေမေးကြင်ခေဆွေညီးကိုငါးမျက်စိနဲ့တန်းဟန်မျက်နာကိုညင်းကျင်နေသေးတယ်ညီးကောင်ကိုတိတ်ချပြောလိုက်မနှက်ပြန်အိမ်ကိုမိဘတွေနဲ့မလာရင်ခင်မေအကြောင်းသိသွားရမယ်လို့တော်မယ်တော်လေးဟုတ်အန်တီခင်တော်တော်တယောက်လေကြောင်တတော်နဲ့အခုမှမောက်သွားပြီလားတွေးမိပြီမင်း အချိန်လွန်ခဲ့ပြီဖြစ်တယ်လို့အပြုတ်ကြီးမမကိုကြည့်မိတော့သူမကိုမျက်ဝန်းဆိုင်ဆိုင်နဲ့စိုက်ကျင်နေတယ်။မနှက်ပြန်ရောက်လို့တော်တော်ရဲ့ညာက အပြုတ်ကြီးကိုပြောမိတဲ့ကောင်းမှုကြောင့်အပြုတ်ကြီးမမခမညာယောက်ျားယူလိုက်ရတယ်လို့တော်တော်ခတရားမှလည်းမိခင်ဖြစ်သူရဲ့အဆူစေခံရုံသာမကဦးလေးဖြစ်သူအိမ်ကိုပို့ခံရတယ်။ဦးလေးဖြစ်သူကတော်တော်ခကိုကားကြီးကနေကားနဲ့လာကြုံမှားတာကြောင့်တော်တော်တရားတဆင်ခါကဦးလေးအိမ်ကိုလာခင်လိုက်တယ်။တော်တော်တရားဦးလေးအေဂျင်စီကို ကားရောက်တာနဲ့ကားပေါ်ဟာစင်ကအဝတ်ထပ်ကိုယူကပိုက်ဆံဆင်းလိုက်ပြီးတာနဲ့ခြံဘဲတိလိုက်တော့ခြံထဲမှာကစားနေတဲ့ဥလိတာဖြစ်သူတာရီလေးကပြေးလာကမာကြည့်တော့လာပြီလားပြောပြီးခြံကဖွင့်ပေးနေတော့ဟမ်နင်ကဘယ်သူလဲဥလိတာလားအာမမတ်မိတော့ဘူးလားတာထွေလေးလေဟုတ်လားဒီလောက်ထွားလာတာမမတ်တော့မမမတ်မိတာဥလိအိမ်မှာရှိလားတာထွေလေးမရှိဘူးမမတ်တော့အေးတကြီးကိစ္စစီလို့ဆိုပြီးအပြင်ထွက်သွားတယ် ဒါဆိုဒေါ်လေးနဲ့ဇေဝါရောမရှိဘူးမာကြီးတော်မိမိနဲ့မာကြီးစုကဘာတွေသွားဝင်လဲမသိဘူးစေးသွားတယ်အမ်ဘလို့ဒါဆိုအိမ်မှာသားတွေကလည်းပြီးဘသူမှမရှိဘူးလားမရှိဘူးလေမာကြီးတော်မြန်မြန်အိမ်ထဲဝင်တော်လဲမြန်မြန်ရင်အိမ်နဲ့အဝတ်ထုတ်တွေကဝင်လာခဲ့တယ်ဒါနဲ့သားတွေသားတွေအတွက်လက်ဆောင်ပါပါလာလဲဟင်မာကြီးတော်ဘာမှမပါဘူးဟောမာကြီးတော်ကလည်းဘာမှမပါလာဘူးစိတ်မဆိုးပါနဲ့သားတွေလေနောက်တစ်ခါမှရှူလာမယ်နော်ဟုတ်မာကြီးတော် ထိုချိန်မှာဈေးမှာပြန်လာတဲ့ဒေါ်လေးနဲ့စုမိမိတို့ပြန်လာပြီထင်တယ်။မာချီတော်အိမ်ထဲမှာစောင့်နေနော်။ဟုတ်ကဲ့ပါ။တာရီလေးအမေတိုင်းမှာစင့်။မာချီတော်ကတော့နောက်ပြီ။ပြောပြီးအိမ်မောကဆင်းပြေးသွားသူကတာရီလေးမိမိမာချီစုမာချီတော်ရောက်နေပြီ။ဟုတ်လားတာရီလေး။မိခင်ပြေသူလက်လေးကိုဆွေးကခေါ်လာတယ်။အနောက်မှာဈေးဆွဲချက်ခိုင်းပြီးလိုက်လာသူကစု။တူမလေးရှောက်လာပြီလား။နေဦးလေးကအရေးကြီးကိစ္စပေါ်လာလို့ထွက်သွားတာ။ဒေါ်လေးတို့ကလည်း ခြေသွားတဲ့လမ်းကိုရောက်နေတော့မကြိုးရတာစိတ်မကောင်းမိတယ်ကွယ်ဟုတ်ကြပါတယ်တော်လေသူကစိတ်ဟုတ်တယ်မလားဟုတ်တယ်ဒီနေ့သမီးစုကစေတန်းတက်ပါလေအခုစတူမလေးနဲ့အဖော်ရပြီဟုတ်တော်လေသမီးစုနင်းမမကိုနှုတ်ဆက်လိုက်အောင်လေနှုတ်ဆက်မှာပေါ့မင်းမရလဲမာကြီးတော့အရန်ချောက်လို့ကြည်နေတာမမြောက်ပါနဲ့မီစုရဲ့ဟမ်ကဲသမီးဈေးချင်းကိုချထားခဲ့နင်းမမကိုအခန်းထဲလိုက်ပို့လိုက်ဟုတ်မီမီလာမာကြီးတော့စုခန်းကိုသွားရအောင် မကြည့်တော့လာမယ်ဆိုလို့စုအခါမှာကရင်အပူတလုံးထည့်ထားတယ်။သားရီလေးကတော့ချန်နယ်စော့ကစားနေတော့တယ်။ဦးလေးဖြစ်သူပြန်လာတော့ကြောက်ကိစ္စ၊ကျူရှင်ကိစ္စစီစဉ်ပေးတယ်။တော့အပြင်းပြင်းဖြစ်တာကြောင့်ကျူရှင်သားယူတယ်။မိစုကတော့ကြောင်ရွကျူရှင်ရောနှစ်မျိုးစလုံးပင်တက်တယ်။အစကဦးလေးအိမ်မှာမနေချင်တဲ့မိတော်တော်တယောက်အခုတော့မိစုသားရီလေးနဲ့တပူတွေ့တယ်နဲ့အိမ်ကိုပင်တတိယတည်းရလာမသိ။ကျောင်းပရဲ့လေးမှာ တောင်ရတာပေါ်လုံးဆော့ကစားနေတယ်။ရေရည်ချန်ရှိကနေလူတယောက်ဆိုင်ကလေးနဲ့ဖြတ်မောက်သွားတော့မင်းစုတယောက်ပေါ်လုံးလေးပိုင်လျက်မျက်စိတစုံငင်းနေမိတယ်။နေတိုင်းငင်းနေတာကိုတတိထားမိတော့ဒီတခါတော့တော်တယောက်သားတွေလေးအနာတွေးကပ်ခါသားတွေလေးနေမကြီးစုဘာဖြစ်နေတာလဲဒီဆိုင်ကလေးကိုတွေ့တိုင်းငင်းနေတာမကြီးတော်ဟာလေဒီအွေရောက်နေပြီမသိဘူးလားအဲ့ဒီကိုကိုရှိန်ကိုမကြီးစုသဘောကျနေတာဟမ်တကယ်လားအဲ့ဒီလူနာမည်ကရှိန်လားရှ်မကြီးတော် တော်ကြမာကြီးစုချတာလို့စုခံထိမယ်။အော်အေးပါ။မေးတာဖြစ်အောင်အဲ့ဒီအကူနာမီကရှိမ့်လျာတက်ကတူတက်နေတာ။အကူစိမ့်မှာအကူကြီးရှိသေးတယ်။ဆရာဝန်လူပြကြီးဆိုတော့မာကြီးတော်နဲ့လိုက်တယ်။ဘာငါခောက်ထည့်လိုက်ရ။နေမာကြီးတော်ကိုလူပြကြီးနဲ့ပေးစားနေ။ရှူသားတွေကမအောင်နဲ့လေ။မာကြီးတော်မီလို့ဖြေတာနော်။ကဲဟုတ်ပါပြီ။မအော်တော့တယ်လို့မေးလည်းမမေးတော့ဘူး။တို့လူကိုအမြင်မြင်နေရတော့ရုပ်ရည်ရမင်းသားပင်ဆုံးတော့ပါရဲ့မိစုကြွေလောက်ဆရာပဲခန့်ကြောခြင်း ဒီလိုတောင်ဒီလောက်ချော်တာသူ့အကူလည်းအရချုံးမှာပဲတွေ့ရင်ရှင်မိတယ်။မာကြီးတော်ဘာကြီးတာလဲ။အဲဘာမှမဟုတ်ဘူး။လာနေမကြီးစုငေးပြရင်ဘောလုံးဆက်ကစားရအောင်။ဟုတ်မာကြီးတော်အငေးကောက်နေတဲ့မီစုကတော့သုံးနဲ့သားတွေပြောတာမကြားပါ။ဟိုသားဆေးရုံသွားတော့မလား။ဟုတ်မာမီအချိန်ရသေးတယ်မလား။ခဏလေးထိုင်ပါအောင်။စူပါကွန်မော်ထိုင်ကြကမိခင်ကိုကြည့်ရင်ဟုတ်မာမီမာမီဘာပြောမလို့လဲ။သားရင်တော့မပြည့်သေးဘူးလား။အဲ့ဒါပြောမလို့ မမီတို့မြေးချစ်ချင်နေပြီ။မမီရလေဗျာ။တားမအိမ်တော်ကြီးကိုစိတ်ဝင်စားတာ။တားရလေကွေ။အသက်ရွယ်ကြည့်ပါဦး။30နှစ်နေပြည့်တော်မယ်။မမီမြေးချစ်ချင်ရင်ရင်းကိုမပြောပါနဲ့။စိတ်ကိုအိမ်တော်အရှင်ပြုတ်ပေးလိုက်။အောက်ထပ်ကိုကြိုးပို့အိမ်တွေကစင်းလာတဲ့စိတ်တယောက်ကြားတော်ရကဟာကိုကြီးရတော့လောက်တော်မယ်။မမီသားကြီးကလူပြကြီးပေါ်ကနဲ့အယုတ်ထုတ်တော်မယ်ထင်နေ။စိတ်တော်ကိုကြီးလိုငါပြောတော့မဖတ်ချင်ပါဘူး။ဒေါက်တာမနေသားတော့ပါ။ဟဲ့အိုးဒုက္ခပါပဲ။ ာစင်ကကြောက်တတ်တော့အိမ်တော်ပြုတ်ပြီလို့မစသေးဘူးပြီးတော့အငရေအကြီးကိုဘေးမကျော်ပါဘူးဟုတ်ပါပြီမမကြီးအခုလေကိုကြီးနဲ့32နှစ်ပြည့်မွေးနေ့ရောက်တော့မယ်ဆိုတော့ညီပြသူကစက်မပြောပဲမေးကိုကင်ပြီးသူ့ကိုသာကြည့်နေတော့ရိန်တယောက်မနေတာတော့ပဲဘာကြည့်နေတာလဲစင်ဘာမှမဟုတ်ပါဘူးကိုကြီးမွေးနေ့မှာတခါတည်းမိမရသွားရင်ဘလောက်ကောင်းမလဲလို့ဟုတ်တယ်နော်မမကြီးဘာပါကျောင်းပြီသွားမမီးနဲ့ကိုကြီးပြိုင်ပိုင်ကျောင်းသွားပြီနော်ဟာဒီကောက်စိတ် ဆဲကတော့ပြေးထွက်သွားကစိုင်ကယ်မောင်းထွက်သွားခဲ့ပြီတားအလေးကွယ်တားငယ်ရအမှန်တိုင်းပြောနေတာကိုစိတ်မဆိုးနဲ့ကွယ်တားစေးုံသွားတော့မယ်မမေအင်မတားလေးရှင်ကကားလေးနဲ့စေးုံကိုထွက်ခလာခဲ့တယ်ရှင်ကားမောင်ရင်ကထိုးရက်သွားတော့ကားပြင်ထွက်ကကားထိုးရက်သွားလို့ကားဝတ်စော်ကိုဖုံးဆက်ကတက်စင်ကပြေးစေးုံသွားရင်ဆုံးဖြတ်လိုက်ကအစိတ်ကိုလမ်းဆောက်လာတယ်သူအချင်းရိတ်ကိုမိန်းကလေးတယောက်အတင်းဝင်တိုက်တော်တယ် ။သို့ပေမဲ့ထိုမင်းကလေးရဲ့အနောက်မှာခွေးကလေးဟောင်းကလှိုင်းနေတော့တယ်။ရှုပ်တရက်ကြောင်းနေတော့မြစ်တော်တော်သူ့တိုင်မိတဲ့လူလက်ကိုအတွင်းဆက်ကပြေးတော့တယ်။ရိမ့်မှလည်းထုကောင်းလေးဆွဲတဲ့အတိုင်းပါလာတော့တယ်။အဲ့ဒီနောက်ရိမ့်သူရက်ထားတဲ့ကားနောက်ကိုဝင်ပုံနေ။သူ့ပါရော့ပြေးဆက်မိသွားတယ်။ခြားတိမ်မှမင်းဘယ်လိုလုပ်ငါ့ကိုဆွဲလာတာလဲ။ဟေးမင်းနေတာဖြစ်လေ။ထုကောင်းလေးကသူ့အခြေကအစံမောနေတယ်လို့မျက်နှာမှလည်းချွေးပြန်နေတယ်။မေးပြီမှအာနာသွားတယ်။အမောပြေသွားမှကောင်မလီကသူ့အခြေက ။ဦးလေးရဲ့ခွေးလိုက်လို့ပြေးတာမောလိုက်တာ။ဗာခွေးလိုက်တယ်ခွေးလိုက်ရအောင်။ဗာလှုပ်လိုက်လေ။ဦးလေးကလည်းမေးနေလိုက်တာ။တော့အနောက်မှာခွေးရတော်ဟောင်းနေတာတွေ့ရနဲ့တရခန်စစ်နေတယ်လို့ပဲ။ဦးလေးကစစ်နေလား။ဇဲလာဟင်။ဟာချားတိတ်မမေးရမောရတာပြောတာ။စကားတော့တခွမခံပြန်ပြောတယ်နော်။ဦးလေးကလည်းမှန်တာပြောတာ။စကားတက်တာမဟုတ်ပါဘူး။ဟုတ်ပါပြီကွာ။ဒါနဲ့ခွေးလိုက်ရပြေးရတယ်လို့မင်းတို့ဘယ်သူပြောလဲမိတော်တော်တယောက်ကြုံဖို့အေးလေးလွယ်လျက် ကျွရှင်သွားရန်လမ်းလေးမှာတွေ့သည်များဂဲကိုဖနှံနဲ့ကန့်ပြတယ်။ထို့အချင်းအရှိရနေခွေးလေးတစ်ကောင်ကိုဂဲထိသွားတယ်။ခွေးရလည်းပြေးလာမြစ်တော်ကကြောက်ပြီးအနောက်ကိုပြန်လဲပြေးတော့တယ်။ခွေးရလိုက်ပြီးတော့ပြေးရင်အဲ့ဒီဦးလေးကိုတိုက်ပြီးလို့ဆွဲလာခဲ့တယ်။အဲ့ဒီကြောင်ကိုပြန်စင်သားမိပြီးဒါလာမပြေးရမှသေးပါတဲ့။တော့ကဂဲကိုခြေတော်နဲ့ကန့်ရင် ခွေးကိုထိသွားတာအစွန်းနဲ့မလိုက်ဘူးစော်တော့စော်တယ်လေ။ဘာဖြစ်လို့လဲ။အခုမှစိတ်သားမရှိသေးတယ်။ပြောရင်လက်မနာရီကိုငုတ်ကြည့်ကဟမ် ွားပါပဲအတန်နောက်ကြတော့မယ်တွားပြီဦးလေးရေတွားပြီပြောပြီလက်ကနေပြေကဟာတခြားတိတ်မှအမလာပြီတောင်းမှမတွားဘူးရေပြေးသွားတဲ့ထူချတိတ်မှလေကြောင့်ခေါင်းခါခါဒီရွှေတွေများမလွေပါလားဒီလိုချတိတ်မှရဲ့မိဘတွေအတွက် ရှင်လေးတယ်ပြောပြီးရေဒီယိုလမ်းပြန်ဆောင်လာတယ်အဲ့ဒီနောက်တက်စီငါကစေယုံကိုလာခဲ့တော့တယ်စေယုံဝန်ဆောင်တာနဲ့တာဝန်ကျဆရာမများကနှုတ်ဆက်နေတယ်ဒေါက်တာမင်္ဂလာပါမင်္ဂလာပါ ရိတ်သူအခန်းထဲကိုဝင်သွားပြီးခဏအကြာအခန်းထဲဝင်လာသူကဒေါက်တာကျော်စွာဒေါက်တာရယ်မျက်နှာကြီးမသားမယားနေပါလားဘာဖြစ်လာတာလဲငါထင်တော့မိငါမိမစုဖို့ပြောနေလို့လားဒါလည်းဟုတ်တယ်ဒေါက်တာကျော်စွာကလည်းကို့လိုကို့ပြန်လောက်တော့ဟုတ်ပါပြီကွာငါသွားပြီလူရွေးကြီးရယ်လက်ထပ်ရင်လည်းငငယ်ချော့ချော့လေးလက်ထပ်နော်နောက်ပြောင်သွားသေးတယ်သူမွေးနေရောက်တော့မှဖြစ်လို့ဖိတ်စာလေးဖိတ်ရပါအောင်မယ် အိမ်နေခြင်းတွေကိုတော့မမီကိုယ်တိုင်ဖိတ်မယ်ဆိုတာပြောစရာမလိုပါမိစုနဲ့တော်တော်ကြောင်းတရံကြောင်းပိတ်နေလေးဖြစ်တာကြောင့်ကြောင်းကအပြန်ချစ်ရှင်တက်ပြီးအိမ်မှာအနာရွေမိစုတရားရေးချို့ဖို့လုပ်နေတော့မာကြီးတော့လိုက်မလားဗာလဲဟာနေစကားကအရင်မရှိဖျားမရှိငါ့ဘယ်ကိုလိုက်ရမှာလဲတင်ကျောကအကိုတရားရဲ့မွေးနေလေလာပိတ်ထားတာဟမ်မိစုသူမြမွေးနေကသူ့ကြောင်းသားတွေနဲ့ဘာဆိုင်လို့လဲငါမသွားချင်ဘူးဟာအာမာကြီးတော့ကလည်းမွေးနေဖိတ်ထားတာကြောင်းပိတ်လို့သွားရအောင် နော်နော်လို့အာမစ်ဆူနေဒီလောက်သွားကျင်တာနေကရအိမ်မို့လို့လားဟုတ်တယ်သဘောပေါက်သွားခဲ့ပြီအော်ဒါကြောင့်ကိုမေးပြီးတော့လိုက်မှာမဟုတ်လားမာကြီးတော်ခွန်နေမှာတော့လိုက်ရမှာပေါ့ဒါနဲ့ဒေါ်လေးတို့ကလွှတ်ရလားနှစ်တိုင်သွားနေတာပဲလွှတ်မှာပေါ့ဒါဆိုလည်းပြေရော လိုက်မယ်ပေါ့ချစ်လိုက်တာမွရေချိုအလှပြင်ကြစို့ဦးလေးနဲ့ဒေါ်လေးကလည်းမွေးနေပဲလွတ်တော့ညီအမနှစ်ယောက်စလုံးကာဝန်တူးပိုးလေးကိုဝတ်ဆင်လိုက်တယ်နှစ်ယောက်စလုံးကဘာဘီယုံလေးလိုချစ်စရာကောင်းကြတယ် မွေးနေ့ဝယ်အိမ်ကတလန်းကျော်တယ်မွေးနေ့စဉ်ကိုတော့မသိတလို့အပြင်စင်တွေနဲ့လှပနေတဲ့အင်ဂျီဝတာနေနေမိတယ်မွေးနေ့ဝယ်တဲ့တွင်တော့အဆောင်သေးကလာဆောင်နဲ့လူများမကြီးတော့မွေးနေ့လဆောင်သွားပြရအောင်ဟဲပြီးတော့ဟိုမှာဆွေရဲ့အကြောင်းကတငငယ်ချင်းမိတ်ဆက်ပြင်မယ်မလိုက်တော့ပါဘူးမြမြပြလာခဲနော်စောင့်နေမယ်ဟုတ်မှကြည်တော့ဆွေကတော့ထွက်သွားခဲ့ပြီတော့မှာတော့အချိန်နည်းနဲ့ကြာလာနဲ့မိစုဟာပြန်မရောက်သေးအဲ့ဒါကြောင့်တယောက်တည်းရှားကျင်နေမိတယ်မိတော်တယောက်ရှားကျင်ရင် ရေးစားလို့ရှိမတွေ့တာနဲ့စွဲပေါ်တွင်ခွက်နဲ့ဖြည့်ထားတဲ့ဝိုင်ကိုတွေ့တာနဲ့ဖေးဘီကိုကြည့်ပြီးတော့တခြားသူတွေလည်းရှူတောင်းနေကြတယ်။ဟွာဖြော့ဟစ်တင်နေတောက်လိုက်အောင်မှခွက်ထဲထည့်ထားတဲ့ဝိုင်ကိုမော့တောင်းလိုက်တော့တယ်။ဟင်တောက်ရတာကောင်းလိုက်တာစိတ်မြမြနဲ့တခွက်ပြီးတခွက်မော့တောင်းရင်မျက်လုံးကစီဝေဝေနဲ့ပုံရက်နှစ်ခုထက်လာတယ်။အာငါငါဘာဖြစ်တာလဲလူတွေကလည်းအများကြီးခေါင်းဝါချာချာလဲသွားတာ ဆိုင်နေနေပြန်ဆောင်လာကလူတွေလည်းသူ့လုံနေသူမို့ဘသူမှတရေမထားမိတယ်လို့ကယုံမဆိုင်မင်းမိတော်တော်တရားသူ့အိမ်ဟိုပင်ထင်ကအိမ်ထဲကိုရှောင်းဝင်လာပြီးအကန့်တကူကိုတွန့်ဝင်တော့တကားပွင့်သွားကအိယာဘောသူပလက်လှဲချာကအိပ်ပြုတ်သွားတော့တယ်မွေးနေဝေကဘလို့ပြီးဆုံးသွားလဲမသိပေမဲ့သူ့အိမ်မထင်မှာတော့ဖလုံးကိုဖယ်ထား၍နှွေးနေတယ်လို့ခံစားနေရတယ်မနက်မိုးတော့အလင်းကြောင်တော့ထနေကြပုံစံအတိုင်းမျက်လုံးလေးကိုဖွင့်လိုက်တော့အိယာကောင်းလိုက်တာပြောရင်ဖေးဘက်ကိုကြည့်မိတော့ သူဖက်မိထားတာကပိုက်ကောင်းလေးမှမဟုတ်ပဲလေအော်မလေးတော်တော်တရောက်လန့်သွားကအေးရဘဝအတင်းစင်းပြေတယ်မလန့်လို့ရှာမလားတော်ထင်မိတဲ့အိမ်မထဲဟာနှွေးတွေ့တဲ့ပိုက်ကောင်းကလူတယောက်ကိုဖက်တွေ့ထားတယ်မဟုတ်လားပြီးတော့သူလူကအင်ကြီးဗလာနဲ့သူ့ကိုကြောက်ခိုင်းထားတော့ဘသူမှမသိပါဘေးဘီကိုကြည့်တော့လေတော့ရဲ့အိမ်ရမဟုတ်ညာဖြစ်ပြက်ကကောင်းနေပေါ်လာတယ်တော့အချွေထင်ပြင်းတခါမှမတော့ခဲ့ဘူးတဲ့အစာကိုတောက်ပြီးကို့အိမ်ဟိုထင်းက အခန်းထဲဝင်အိမ်နေခဲ့တယ်။အခုတော့တော်တော်ကောင်းပြီတောင်းတလို့စပင်ကိုထိုးပွနေတယ်။အဲ့ဒီနောက်တရရအခန်းတကလာပွင့်တန်ကြတာကြောင့်တော်တော်လန့်သွားကဘာလို့အမမသိပဲကရေအောင်ဖြေပုံတော့တယ်။အခန်းထဲကိုအမျိုးသမီးတရဝင်လာကဟင်တားကြည့်ရတော့လေပင်မလို့အိမ်နေလိုက်တာ ပြောရင်ကရင်မွန်ကြည့်လိုက်တော့ကောင်းစီကျိုးတခုကြောင့်မျက်နှာတစ်မျိုးဖြစ်သွားကဟင်ဒီကောင်းစီကျိုးကဘသူ့ဟာလဲတားအမိန်ကလေးတွေပဲတုံးတာတော်တယောက်ပစက်လေးပိတ်ကသိပါပြီ ဖမ်းမိသွားရင်စင်တထဲထဲနဲ့မြ мян ပြန်မာတော့ဆူတောင်းနေကြရခေါင်းစီကျိုးအတန်းကြောင့်သူ့မျက်လုံးပြူးသွားတယ်ဟက်သားရင်ထဆန်းသားပြက်သူကိုနှိုးနေတယ်မိသားတော်ကြောက်တယ်နှိုးလာလို့မိသွားရင်ရွာတော့ကပြူကြည့်မမလို့ရှောက်ကြပိစားခံထိမှာမနှိုးပါစေနဲ့ဆူတောင်းပေမယ်မမီးရလေသားအိမ်နေတော့လာမနှိုးပါနဲ့အောင်မလီဟင်မနှိုးလို့ရမလားဒီကောင်းစီကျိုးကဘသူဟာလဲပြောလေရေမီကင်စကားကြောင့်မနေတာတော့ပဲထားလိုက်တော့အင်းကြီးမရှိ မိခင်ရှင်မှာအင်ကြီးပလာနဲ့ရိုင်းမှာဆိုလို့ချွတ်ပြစ်ထားတဲ့အင်ကြီးကိုဝက်ခါမမီးကလည်းတားအကောင်စီချိုကိုဘာလို့လို့လဲမမီးယူလာတာမလားအောင်မဲကြီးလိုက်စမ်းပါအော်မမီးကဒီလိုကောင်စီချိုဘယ်တော့မှစီလို့လဲဘယ်မင်းကလေးဟာလဲရိန်လေမိခင်စကားကြောင့်မနေတာတော့ပဲကောင်စီချိုကိုယူကြည့်ကကောင်စီချိုကအပွင့်လေးနဲ့လာတာမမီးစီးဖို့ဝေထားတာလားဟဲ့အမိုးမပြေသေးဘူးလားဒီကောင်စီချိုကတားရရပေါ်ကဆိုတော့တာမင်းကလေးတယောက်ကိုခေါ်အိတ်ထားတာမလားမမီးကိုမမပြောစမ်း ဟာဗျာမမေးရလေတားတယောက်တည်းအိတ်တာပါဒါဆိုဒီကောင်စီတူကဘေးအတောင်မှပြန်ပြီးတော့ရှောက်လာတာလေတာမင်ကလေးကိုလက်မထက်ချင်လို့ရှုပ်ထားတာမလားဟာဗျာမမေးရလေတားတယောက်တည်းအိတ်တာပါဘာရီထင်းနေလဲမသိဘူးသူအချိန်အိမ်ပေါ်မှလေတယောက်ကမမကြီးကိုတွေးချင်လို့တဲ့အဲ့တဲ့ရောက်နေတယ်လာပြီလို့ပြောလိုက်ဒီကောင်စီတူဘသူဟာလဲစဉ်းစားထားနော်မမီးပြန်လာခဲ့မယ်ပြောပြီးထွက်သွားတယ်စောစောစီစီဘေးအဲ့တယ်လေလို့ကိုသူရလို့ဇနီးမောင်နာမလား ဘာကိစ္စရှိလို့လဲစင်အော်ဒီလိုပါမေးရမှာလေအားနာတယ်မမေးလို့လည်းမဖြစ်လို့အားနာစရာမလိုပါဘူးမေးလို့ရပါတယ်ပြောရမှာလေအားနာနေမိတယ်ဒီလိုပါဗျာညတော့ကကျွန်တော်တမီးနဲ့တူမလေးမွေးနေလာတာတမီးပဲအိမ်ပြန်ရောက်လာတာတူမလေးပြန်ရောက်မလာလို့ခေါ်အိတ်ထားလာလို့ဟင်ဘလို့ကိုသူရတူမပျောက်နေတယ်ဟုတ်လားဒါဆိုခေါင်းစီကျုပ်ကခေါင်းစီကျုပ်ကဘာဖြစ်တာလဲတူမလေးရှိနေတာလားအိမ်ကိုလည်းပြန်မရောက်သေးဘူးဆိုတော့သူ့ကလေးမလေး သူသားကမှပဲရှိလိမ့်မယ်ခဏဆောင်ပါရှင်ကျမသွားခေါ်ပေးပါမယ်ဒေါ်ထိတ်တာတရားတာဖြစ်သူခန်းနေဝင်က တကားကိုပေးလိုက်ပြီးတာမာမီမေးမယ်နော်ခေါင်းစီတူပိုင်ရှင်မိန်းကလေးတီခန်းထဲမှာရှိတယ်ဆိုတာသိတယ်နော်ပင်မဝှက်ထားတာလဲဗျာမမေမမေဖာရီပြောနေတာလဲတာဘာမှမမှုတ်ထားဘူးတာမမေကိုမလိမ့်နဲ့တာလက်မထက်ချင်လို့ညားနေတာလားမိန်းကလေးရှင်ဘက်ကဦးလေးတွေလာမေးနေပြီဘလို့မမေတာဘာမှမဝှက်ထားတာကတကယ်ပါကဲ တာဘက်ကတည်ကြရင်မမီအော်ပြီးမေးတော့မယ်။ကလေးအောင်မှာပုံနေတဲ့တော်တော်တရာမျက်လုံးပြူရချေပြီ။တမီးလေးတာခန့်နေမှာပုံနေရင်ထွက်ခင်းတော့ဘာမှမကြောင်နဲ့။ပြီးတော့တမီးဦးလေးတွေလိုက်လာပြီ။သူ့အတန်းကြောင့်သွေးဆောင်ပုံးလို့လည်းမရတာကြောင့်ကလေးအောင်ကနေထွက်လာခဲ့ကဘသူ့အမမကြည့်ရဲပဲ။ကောင်းဝင်ကောင်းကအတီဦးလေးတို့တကယ်လိုက်လာတာလားဟင်။ဟုတ်တယ်တမီးဘာမှမကြောင်နဲ့။အန်တီကိုကြည့်။ဒါကတမီးကောင်းစီချိုလား။ဟုတ်အန်တီ။တာအဖြစ်မှပေါ်ပြီနော်။ရေ ထိုမင်းကလေးကိုစိုက်ကြည့်လိုက်တော့မမေသားကမင်းအချားတိမ်မဟုတ်တယ်မလားငါခံနေပါဝင်လောက်တာလေအမင်းရဲ့ခေါ်တဲ့ကြောင့်တော်တော်ကြည့်မိတော့ဦးလေးသူတို့ညောင်ကတိနေတော့တော်တိတာပြုံးလိုက်ကသားတို့ကတိနေတော့ပိုးစင်ပြေတဲ့နှစ်ဖက်မိပါညင်နိုင်ပြီးသားတို့ကိုလက်ထပ်ပေးမယ်ငင်းဖို့မကြိုးစားနဲ့ပပလူမမေမဟုတ်ဘူးအန်တီတော်ရှင်းပြမယ်ကဲသားရောသမီးရောကိုလက်သန့်စင်ပြီးထွက်လာခဲ့ကြဖြစ်ပြသမ ्या ကိုမမီတို့ပြောနှစ်ယောက်သားဘာမှမငင်းနိုင်မယ် ကုလသက်စပြီးထွက်လာခဲ့တယ်။ဧကန်နေမှာထိုင်းနေတဲ့ဦးလေးနဲ့တော်လေးကိုမျက်နှာမဆိုင်ရပါအပြစ်ပြက်ကိုပြောပြပေးမယ်။နှစ်ပတ်စလုံးရဲ့ဆုံးဖြတ်ချက်ကလက်ထပ်ပေးဖို့ဖြစ်လာခဲ့တယ်။ရိန်းကသူ့ခန်းကအပေါ်ထံမှာရှိပေမယ့်မူလာရင် အောက်ထပ်မှာသာအိမ်နေကြပဲ။ဖြစ်စဉ်ကကမင်းကလေးဘက်ကတခါမှမတောက်ခဲ့ဘူးတဲ့ဝိုင်းကြောင့်အခုလိုခံမပြီးဝင်အိပ်မိခဲ့တယ်။ရိန်းတယောက်ကတော့မြင်းမိကလေးကခြေတိမ်မာကိုရှင်းလေးခဲ့သမျှအခုတော့မွေးနေ့ကောင်းကျိုးကြောင့် စေတံပဲမအောင်သေးတဲ့ခြားတိတ်မာလေးကိုလက်ထပ်ရတော့မင်းလက်ထပ်ပွဲတွင်တော့မင်းကလေးမိခင်ရှောင်းလာကပွဲပြီတာနဲ့ပြန်သွားတယ်။မာမီတို့ကတော့ချွေးမာရလို့တပြုံပြုံတပြောပြောသူ့မှာသာသူရှင်လေးမိခင်ရဲ့ခြားတိတ်မာကိုလက်ထပ်ခဲ့ရတဲ့အဖြစ်ရေခြားတိတ်မာကိုလက်ထပ်ပြီးတဲ့နောက်ပိုင်းလက်ပွဲထားတဲ့အိမ်မှာနေရတယ်။ခြားတိတ်မာအတွက်ချူရှင်အကျိုးပို့လောက်ရတယ်လို့အလုပ်ကိုလည်းသွားရတယ်။ဒေါက်တာကျော်စောဟာလည်းဒေါက်တာရိန်းတို့များမွေးနေလေပြီးရောကျွန်တော်စကားအတိုင်းမိမငငယ်ချော့ချော့လေးကောက်ယူလိုက်တာ။ အားကြနေဗျာဟမ်ပြောလေခံရအသက်ကလည်းဘလောက်กว่าတလဲသူက32နှစ်ခြေတိမ်မှာ17နှစ်ဒါတမီးလေးမရတဲ့စားတွေပြန်ကြည့်ပြီနော်ဒီတနေ့ကြာလို့မရှာဘူးစာမေးပဲနင်းနေပြီသိပါတယ်မမေတအားတဲ့အချိန်ပြပေးတယ်တတို့ချစ်ချစ်ခင်ခင်နေနော်ဟုတ်မမေစေနစာမေးပဲဖြေတော့ချွေးမဖြစ်သေးဘူးတမီးလေးဒီနေ့လေးဖြေနိုင်တယ်မလားဟုတ်အန်တီတမီးရလေးကွယ်အန်တီအန်တီလို့မခေါ်ပါနဲ့တားလို့မမီးလို့ပဲခေါ်ပါလားဟုတ်မမီး ဆယ်နဲ့စာမိပဲပြီးတော့ဦးဟာဆေးရုံသွားတော့တော်တော်တယောက်အိမ်မှာတယောက်တည်းကြံရက်ခဲ့တယ်ပြင်းနေတာနဲ့ဦးတော်တော်ဒီနေ့ဆေးရုံလိုက်ခြင်းနဲ့မင်းဘာလို့လိုက်ခြင်းတာလဲမလိုက်နဲ့မင်းပုံစံနဲ့ရောဂါပိုကူးလာမှာဟမ်ဦးဘာလို့တော်တော်ဒီလိုပြောတာလဲတော်တော်ကဘာလို့လို့ရောဂါပိုကူးမှာလဲမလိုက်နဲ့ဆိုမလိုက်နဲ့ကွာတော်တော်ဆက်စွတယ်ပါလေဦးဟာတော်တော်လို့စာမတက်တွေကိုရှုထားတော့မျက်နှာငယ်မှာစိုးလွတ်လာရိတ်သူမလေးကိုမလိုက်စေချင်မှာသူမလေးရဲ့အချမ်းကိုလက်ထပ်ပြီးနောက်ပိုင်းပိုသိလာတယ် အမြဲတမ်းပြဿနာရှာတတ်တယ်ဆိုတာကိုပေါ့သူကိုယ်တိုင်လည်းလက်တွေခံရသူဖြစ်တာကြောင့်မလိုက်စေချင်ပါအခုတော့သူကိုစာမတက်လို့မခုတ်ဘူးထင်လားမသိမင်းတင်တာတွေတခုမှမဟုတ်ဘူးချက်တယ်အိမ်မှာကြံနေတာပဲကောင်းမယ်တော်တော်ပြင်းနေအိမ်မှာပဲနေရတာမင်းပြင်းရင်မင်းဦးလေးအိမ်မှာမင်းမောင်လေးနဲ့တွားစော်ကွာမင်းကိုပြောရင်အလုံနောက်ကြနေပြီဟုတ်လူဆိုးကြီးတတော်အခုချင်းမောင်လေးနဲ့ဆိုရင်အစုကန်တိမှာဘောလို့ကဲချက်တယ်မှာဈေးရုံကတော့မလိုက်နဲ့ မမီးအိမ်သွားချင်ရင်လိုက်ပို့မယ်ဟုတ်ပြီလားဟုတ်ဦးမိတော်တော်တရားရောက်ကမဖြစ်သူအိမ်ကိုဦးဝလိုက်ပို့တော့ပျော်နေမိတယ်အဲ့ဒီနာရိစေးရုံကိုလာခဲ့တယ်တမီးနဲ့သာအစင်ပြေရလားပြေပါတယ်မမီးဒါပေမဲ့အိမ်မှာဦးမရှိတော့အစံပြင်းတာပဲဟုတ်ပါပြီတမီးရသားကိုချစ်နေပြီလားတော်တော်လေးဆက်ဆက်နဲ့ဝမ်းခမ်းနေအဲ့ဒါကလေဘယ်လိုပြောရမလဲမမီးတော်တော်ယောက်ျားပဲလေချစ်တာပေါ့တမီးကပွင့်လင်းလိုက်တာကွယ်ဒါဆိုတမီးကလေးမလို့ချင်မလား တော်တော်တယောက်တည်းအစမ်းပြင်တာကလေးလားလူကျင်တာပေါ့ဒါပေမဲ့မဖြစ်နိုင်ပါဘူးတကယ်လေကလေးရမှာမဟုတ်ဘူးသူတို့နှစ်ယောက်ကမင်္ဂလာဆောင်ပြီးကလေးကအခုတည်းအခါခွဲအိမ်နေတော့ပင်ဖြစ်တယ်ဘာလို့မဖြစ်နိုင်တာလဲသမီးမမီးကပြောဟိုဦးပါလေကလေးလူကျင်မှာမှမဟုတ်တာအိုးသမီးရယ်ဘာလို့မလူကျင်ရမှာလဲတာတကမငယ်တော့ဘူးမမီးမေးချင်မယ်အမ်မမီးမမီမမေးနဲ့လေရှက်စရာကြီးရောက်ကမကူတိုင်းကမင်းမေးဆိုတော့ရှက်တယ်တမီးရလေ အိမ်အောင်တယ်ပဲမမီလည်းမြေးချစ်ချင်နေတာကြားပြီဒါဆွတ်စရာမှမဟုတ်တာဟုတ်မမီတဘောပါရိန်ညနေဆောင်အိမ်ပြန်လာနဲ့တော်တော်ဝင်ခေါ်တယ်တော်တော်မရှိတော့ဒါခဏလေးမမီမေးစရာရှိလို့မေးလေမမီသားတို့ကလေးမယူသေးဘူးလားလို့မမီမေးချစ်ချင်နေပြီမယူသေးဘူးမမီဘာလို့လဲဒါတမီလေးကိုမချစ်သေးလို့လားဟဲ့အင်းမမီသားမဖြေချင်ဘူးဒါပေမဲ့အခုချိန်မှာဖြေနိုင်တာကသားကလေးမရှိနိုင်သေးဘူးသားတက်ချင်နေပြီနော် အခုကလေးကယူသိနေပြီတမီးလေးဘက်ကကလင်းလွချင်နေတဲ့ဆွင့်ရောသူ့ဘက်ကလွချင်လဲတာမလိုက်ရောပေးနိုင်သေးဘူးမမီတာရေတော်ထိတ်ထားလဲသူမြသာပြောနိုင်နေတော်တော်သူအကြောင်းကိုအကုန်ကြားနေရတယ်မျက်ရည်လေးကဝေလျက်စိတ်ထဲတွင်တော့ဥယင်ဥဒက်ကြီးနေတာတောင်ကလေးမယူသေးဘူးဆိုတော့တော်တော်မချစ်လို့မဟုတ်ဘူးလားဥမချစ်ပေမဲ့တော်တော်ကတော့ချစ်တယ်ဘယ်လိုချင်မှမသိအောင်ကိုချစ်တယ်ထွေးညက်နေကလေးကားထဲတွင်တော့တိတ်ဆိတ်လျက်ချက်တယ်နေမကောင်းဘူးလား ကောင်းပါလေဦးရဲ့မိမိကိုလွမ်းလို့ပါဘာလို့လဲဦးစီမနေရတာမပြောလို့လားမဟုတ်ပါဘူးဒါဆိုဘာလို့မျက်နှာမကောင်းတာလဲမိမိကိုလွမ်းလို့ပါဆိုဟုတ်လို့လားခြားတဲ့တယောက်တည်းပြင်းနေလို့မလားအဲ့ဒါလေဟုတ်တယ်သူစကားကြောင့်ဦးဟာကားကိုဘေးရက်ကားဘာလို့ကားရလိုက်တာလဲဦးခြားတဲ့ကိုဦးမေးမယ်နော်ခြားတဲ့ကလေးလိုချင်လားဒီလိုမေးမယ်လို့မထင်ပါအရှင်ဒါဒါကမကြောက်ပါနဲ့ဦးမေးတာဖြေပါဟုတ်လေတော်တော်ကလေးလိုချင်တယ် ဒါပေမဲ့ဥမလို့ခြင်းဘူးမလားဟမ်ချက်တိတ်မှညနေရမမီနဲ့အကုန်ကြားခဲ့တာပေါ့ရှင်ဥတာကိုတည်တည်ရဲနဲ့ပြန်မင်းနေတာပေါ့ဥကိုမောင်းနေဆိုပြီးလက်သေးဆုံနဲ့ထုနေတယ်ရေချက်တိတ်မှလက်လေးကိုစုပ်ကင်ကမမုန်းတော့မမုန်းလိုက်ပါနဲ့ချက်တိတ်မှရေဥကစကားတက်လို့နဲ့အမွေစိမ်းမလေးကိုချစ်တယ်ဆိုရင်ရောရှင်ဒါကဥညာနေတာမလားမမီမီတုံးကဘာလို့မဖြေတာလဲပြီးတော့ကလေးရောမလို့ခြင်းဘူးမလားဟမ်အမွေစိမ်းမလေး ဒီခါတော့တုံသွားပြီဦးဟာချစ်ရသူကိုချစ်စကားမပြောသေးပဲဘာလို့မာမီမိတာဖြေရမှာလဲကလေးလိုချင်တာပေါ့ခြားတိမ်မကကြောက်မပြီးသေးတော့မယူစေချင်လို့ပါဦးဟာတော်တော်ကြောက်ပြီးတဲ့ထီဆိုရင်အိုစာသွားလောက်တယ်ဟမ်ဒါဆိုကလေးစီတော့မေပေါ့ဧကနာခြားတိမ်မလဲဦးကိုအရင်အဖြေမပေးပဲမာမီကိုဖြေခဲ့တယ်မလားလာထားအပြစ်တန်ပေးမယ်မွတ်ဟာဦးဦးအဲ့ဒီနောက်ဦးစေအနန်းကတော်တော်ရဲ့နှကန်လေးပေါ့ ရှင်းပြန်လာချိန်မှာတော့တော်တော်ရဲ့မျက်ဝန်းတစုံဟာမှိတ်လျက်ဟုတ်ကဲ့ပါရှင်ချစ်ရတဲ့ပရိသတ်ကြီးအခုနားဆင်ကြရတဲ့အချစ်ဇလံလေးကအမွေစင်ရဲ့ဦးဆိုတဲ့ဇလံလေးရဲ့အစအဆုံးလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်ဒီမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချစ်ဇလံကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်တယောက်ချင်းဒီတိုင်းကိုစိတ်ချမ်းသာခြင်း ကိုကြီးကျမချင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပန်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်